2D KMT မှာပြန်လည်ပြီးတော့ကြိုးဆိုလိုက်ပါလေဗျ။ဒီနေ့မှာတော့ကျွန်တော်အတူဒီတကွက်ကောင်းလေးပေါ့နော်လုံးပိုင်းလုံးပိုင်းနှလုံးနဲ့အပြီးပေါက်ဆိုင်တကွက်ကောင်းလေးပြ ီရဲ့ဘက်ကလည်း shit တွေမျိုးနေတယ်ဗျာနော်ဒီနေ့မှဆိုရင်ဖြစ်နေတော့ဗောနော်ကျွန်တော်ကလုံးပိုင်းနှစ်လုံးဒီအပြီးပေါက်လေးဖြစ်တယ်တကွက်ကောင်းလေးဖြစ်မှာဗောနော်ဒီနေ့ရတော့ ဒီအပတ်အတွက်ပေးထားတာတော့ကျွန်တော်တစ်ချော့ပရိတ်ကြံတာပေါ့နော် ကျွန်တော်နှစ်ရက်ဖွင့်တာပေါ့နော်နှစ်ရက်ဖွင့်တာမှာတော့ကျွန်တော်တို့ကဏ္ဍသည်လေးလုံးမှထွက်သေးပေါ့နော်၈၁၉ပဲထွက်သေးတယ်ဗျကျန်တာတော့ကျွန်တော်တို့၆လုံးစီကျန်နေရပေါ့နော်ဒီ၆လုံးနဲ့ကတော့ဒီနေ့မှာကျွန်တော်တို့ခွေထွက်မယ်လို့ထင်တယ်ပေါ့နော်ဒါကြောင့်မို့ဒီနေ့မှာကျွန်တော်အခွေပေးမယ်ဗျတကွက်ကောင်းလည်းဖြစ်ရမယ်အခွေလည်းပါမယ်ပေါ့နော်အဲ့ဒါမှ ကျွန်တော်ကတော့ကျွန်တော်ပေးထားတဲ့ကဏ္ဍကိုစိတ်ဆွဲလို့လည်းမသိပြန်နော်ညာကတော့ aim at demand ကျွန်တော်တစ်ချောက်ပလေးပေးထားပါတော့တစ်ချောက်ပလေးထဲမှာတော့ကျွန်တော် aim at ထဲမှာတော့30ဆိုပြီးတော့ထွက်တယ်ပြမနေရညာပေါ့တစ်ဆယ်ဒီလိုအိမ်မက်ကနန်းမှာပြန်နော်မင်းညာတော့ကျွန်တော်အိမ်မက်မက်ပါလေပြဒါဆိုကျွန်တော်ပြဿနာလေးတွေ့ပြပေးမယ်ဗျာ 了了来不来？我、嗯 ားလုံးပဲမင်္ဂလာပါဗျဒါဆိုကျွန်တော်တွက်ဆိုင်လေးအတွက်ပြပေးမယ်ဗျာနော်တကွာကောင်းဆိုင်လေးအရင်ဆုံးတွက်ပြပေးမယ်ဗျာကျွန်တော်ဒီမှာဆိုရင်6ရယ်3ရယ်ဒီက2ကပေါ့နော်3လုံးပေါင်းခြင်း6နဲ့3နဲ့ပေါင်းတော့9 9နဲ့ဒီက2နဲ့ပေါင်းတော့1 1ပါဝါတီ6အဲ့ဒီ6ဒီကျွန်တော်လုံးပိုင်းပေါ့6ပိုင်းမှာကျွန်တော်တို့6 5ဆိုပြီးထွက်တယ်ဗျာ ါဆိုရင်နောက်တစ်ပြင်က၄ရဲ့၅ရဲ့ပေါင်းခြင်းဒီ၉၉နဲ့ဒီက၄နဲ့ပေါင်းတော့၃၃ပါဝါဒီ၈အဲ့ဒီ၈ဒီလုံးပိုင်း၈ပိုင်းမှာကျွန်တော်တို့၈၁ဆိုပြီးထွက်တယ်ဗျဒါဆိုရင်နောက်တစ်ပြင်က၆ရဲ့၁ရဲ့ပေါင်းခြင်းဒီခွန်းခွန်းနဲ့ဒီက၆နဲ့ပေါင်းတော့၃၃ပါဝါဒီလဲ၈ဒီ၈ဒီလဲလုံးပိုင်းပေါ့ဗျနော်၈ပိုင်းမှာလဲကျွန်တော်တို့၁၈ဆိုပြီးထွက်တယ်ဗျဒါဆိုရင်ကျွန်တော်ဒီနေ့မှာ ရှေ့ရဲ့ရှေ့ကပေါင်းချင်းဒီ6 6နဲ့ဒီရဲ့4နဲ့ပေါင်းတော့3ည3ညဘာဝတီ5ကျွန်တော်ဒီ5တီလုံးပါအားလုံးမဲ့ဒါလေးနားလေးကြမယ်ထင်ပါလေဗျကျွန်တော်ဒီမှာ6 3နှစ်ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ1ဖြစ်လို့1ဘာဝတီ6ဒီ6ဒီလုံးပိုင်းမှာကျွန်တော်တို့6 5ဆိုပြီးထွက်တယ်ဒါဆိုနောက်တစ်ပြင်က4ရဲ့5ရဲ့ဒီက4ရဲ့3လုံးပေါင်းချင်းဒီ3 3ပါဝါတီ8ပေါ့နော်ဒီ8ဒီလဲလုံးပိုင်း8ပိုင်းမှာ81ဆိုပြီးထွက်တယ်ဗျဒါဆိုရင်နောက်တစ်ပင်က6ရဲ့1ရဲ့ဒီက6ကဲ3လုံးပေါင်းချင်းဒီ3ဖြစ်လို့3ပါဝါတီ8ဒီ8ဒီလဲလုံးပိုင်း8ပိုင်းမှာကျွန်တော်တို့18ဆိုပြီးထွက်တယ်ဒါကြောင့်မို့ဒီနေ့အတွက်လုံးပိုင်းဒီ8ရဲ့8ရဲ့ဒီက4ရဲ့ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ3ညဖြစ်လို့3ညပါဝါတီ5ဒီ5ဒီလုံးပိုင်းဗျာ ဒါဆိုရင်အလုံး DAE လုံးမိုင်ဆိုင်လေးကိုနားလေကြမယ်ထင်ပါလိမ့်ပြန်နော်ဒါဆိုရင်သူနဲ့တွေ့ရမယ်နောက်ထပ်လုံးမိုင်တကွက်ကောင်းဆိုင်လေးပေါ့နော်သူနဲ့တွေ့ရမယ်လုံးမိုင်တကွက်ကောင်းဆိုင်လေးဒီတော့တော့ဒီမှာကိုရဲ့နှစ်ရဲ့ပေါင်းချင်းဒီတက်နဲ့ဒီရဲ့၄နဲ့ပေါင်းတော့၅အဲ့ဒီ၅ကြီးကျွန်တော်ဒီမှာလုံးမိုင် 6ဘိုင်5ဘိုင်မှာကျွန်တော်တို့65ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်နောက်တစ်ပြင်က1ရယ်4ရယ်ကျွန်တော်ဒီက6ရယ်တလေပေါင်းချင်းဒီ5 5နဲ့ဒီက6နဲ့ပေါင်းတော့1အဲ့ဒီ1ဒီကျွန်တော်တို့လုံးပါတော့ဒီမှာ၈ဘိုင်း၁ဘိုင်းမှာလဲကျွန်တော်တို့၈တက်ဆိုပြီးထွက်တယ်ဗျဒါဆိုရင်နောက်တစ်ပြင်က တရ6ရပေါင်းခြင်းဒီခွန်းခွန်းနဲ့ဒီက4နဲ့ပေါင်းတော့တက်တက်64ပေါင်းခြင်းဒီတက်ဖြစ်လို့ကျွန်တော်ဒီမှာတက်ပိုင်ပေါ့နော်ဒီတက်ပိုင်မှာလဲကျွန်တော်တို့8ပိုင်တက်ပိုင်ပေါ့နော်8ပိုင်တက်ပိုင်မှာလဲကျွန်တော်ဒီမှာတက်8ဆိုပြီးထွက်တယ်ဗျအားလုံးမဲ့ဒါလေးလည်းနားလေးကြမ်းမဲ့ထင်ပါလေဗျဒါဆိုကျွန်တော်ဒီမှာ9ရ4ရပေါင်းခြင်းဒီ3 3နဲ့ဒီက4နဲ့ပေါင်းတော့ခွန်းအဲ့ဒီခွန်းဒီလဲကျွန်တော်ဒီမှာလုံးပါ ဒါဆိုရင်ဒီမာဒီလုံးပိုင်းဒီ9ပိုင်းခွန်းပိုင်းပေါ့နော်ဒါဆိုရင်ကျွန်တော်တို့9ခွန်းဒီတကွက်ကောင်းနေနေရရပြဒီအပေါ်ပြင်းနေမှာတော့ကျွန်တော်တို့6ပိုင်း9ပိုင်းမှာ6 9ထွက်တယ်10ပိုင်း10ပိုင်းမှာလည်း10 10ဆိုပြီးထွက်တယ်ဒီမှာ10ပိုင်း10ပိုင်းမှာလည်းကျွန်တော်တို့10 10ဆိုပြီးထွက်တယ်ပေါ့နော်ဒါကြောင့်မို့ဒီနေ့မှာဒီ9ပိုင်းခွန်းပိုင်းဒီ9ခွန်းအနေနဲ့တကွက်ကောင်းအနေနဲ့အသုံးပြုလို့ရပါတယ်ဗျအကိုမလို့ကြိုက်နေတိုင်တော့သုံးပါဗျနော် ဒါဆိုရင်ကျွန်တော်နောက်ထပ်ဝမ်းကျင်းလမ်းလေးတွေပေါ့နော်ကိုမတို့တခြားလေးတော့ကြည့်ပေးပါဗျကိုမတို့ကကြိုက်နေတဲ့အင်တော့သုံးပေါ့အဲ့လိုမဲ့ဒါလေးလည်းနားလည်ကြမယ်ထင်ပါတယ်ဗျတော့ဒီနေ့မှာကျွန်တော်အခွေပေးမှာပေါ့နော်ဒါဆိုကျွန်တော်ဒီမှာ6ရဲ့9ရဲ့ပေါင်းခြင်းဒီ9 9နဲ့ဒီရက်1နဲ့ပေါင်းတော့6 6ပါဝါဒီ6 1ဒီကျွန်တော်ဒီမှာအချက် ဒီ6တဲ့အချိန်မှာလဲကျွန်တော်တို့6 5ဆိုတော့6 ठी ဒီမှာဆိုလဲကျွန်တော်ဒီမှာပေါ့နော်ဒီ6 5 1ဆိုလဲခဏ3လုံးခွင်ရင်လဲကျွန်တော်6 5ပါမှာပေါ့နော်ဒါဆိုရင်နောက်တစ်ပြင်က၄ရဲ့၁ရဲ့ပေါင်းချင်းဒီ၅၅နဲ့ဒီက၁နဲ့ပေါင်းတော့6 6ဘဝဒီ၁6 1ဒီဒီမှာလဲအချိန်တော့ဒီ1ချိန်လိုင်းကိုယူမယ်ဆိုရင်လည်းဒီ6တက်အချိန်ကိုယူမယ်ဆိုရင်လည်းဒီမှာ8တက်ထွက်တော့1တိ ဒီမှာဆိုလဲကျွန်တော်တို့ပေါ့နော်၈16ဆိုလဲကဏန်း၃လုံးခွေရင်ကျွန်တော်ဒီမှာ၈7ဆိုပြီးပါမယ်ဗျဒါဆိုရင်နောက်တစ်ပြင်က6ရဲ့1ကပေါင်းခြင်းဒီခွန်းခွန်းနဲ့ဒီက6နဲ့ပေါင်းတော့6 6ရဲ့ပါဝါဒီ1 6 1ဒီကျွန်တော်ဒီမှာလဲအချိန်ဒီ6 1အချိန်မှာလဲကျွန်တော်တို့1 8ဆိုတော့1တိဒီမှာဆိုလဲကဏန်းခွေစရာဒီကျွန်တော်တို့၈၁၆ဆိုရယ်ခဏန်း၃လုံးခွေရင်လည်းကျွန်တော်၁၈ဆိုပြီးပါမယ်ပေါ့နော် ဒါဆိုကျတော့ဒီနေ့မှာဝမ်းကျင်းဒီ၈ရက်၉ရက်ပေါင်းခြင်းဒီခွန်းခွန်းနဲ့ဒီရက်၈နဲ့ပေါင်းတော့၅၅ပါဝါဒီ၃ည၅၃ညဒီတော့ဒီမှာအချက်ဆိုဒီမှာဒီ6ဘိုင်း5ဘိုင်း6တက်အချိန်ပေါ့နော်ဒီမှာလဲကျွန်တော်တွဲရင်တော့ခွေလိုက်မယ်ဆိုရင်6 5တက်ဆိုတဲ့ကဏ္ဍ၃လုံးခွေရင်6 5ပါမယ်ဒီမှာကျွန်တော်တို့ 816ဆိုတဲ့ခဏသုံးလုံးခွေရင်လည်း81ဆိုပြီးပါမယ်ဒီမှာကျွန်တော်တို့816ပေါ့နော်ဒီမှာလည်းသုံးလုံးခွေရင်18ပါဒီမှာတော့ကျွန်တော်တို့9ခွန်3ညပေါ့နော်ဒါလေးကတော့သုံးလုံးမရှိသေးပါဘောနော်နောက်ထပ်တစ်ဆိုင်ကျွန်တော်ပြတ်ပေးအောင်မပြတ်အလုံးမဲ့ဒါလေးနားလေကြမယ်ထင်ပါလေပြန်နော် ဒီမှာစီကျွန်တော်တို့၃ရရဲ့ခွင်ရဲ့၄ရပေါ့နော်ဒီ၃လုံးပေါင်းခြင်းဒီ၁ဖြစ်လို့၁ပါဝါဒီ၆၁၆တိလဲအချဲ၃ရခွင်၄၃လုံးပေါင်းခြင်း၁ဖြစ်လို့၁ပါဝါဒီ၆၁၆တိအချဲဒီ၁၆အချိန်မှာလဲ၆၅ဆိုတော့၆တိကျွန်တော်တူညီတာကိုလုံးမအနေနဲ့ယူမယ်ဆိုရင်ကျွန်တော်ဒီမှာပေါ့နော်၆တိအချိန်၁၆အချိန်ဆိုတော့၁၆အချိန်ဒီပို၍အကောင်းနေပေါ့နော် ဒီမှာဆိုကျွန်တော်ခွေရမှာဒီ6 5တက်ပါเนาะ3လုံးပဲခွေရမှာဗျဒါဆိုရင်နောက်တစ်ပြင်ကခွင်ရ3ရဒီက6ခွင်3 6ပေါင်းချင်းဒီလဲ6 6ရပါဝါဒီ1 6 1ဒီကျွန်တော်ဒီမှာအချက်ဒီ6 1အချက်မှာလဲ8 1ဆိုတော့1 ठी ဒီမှာဆိုလဲကျွန်တော်တို့ခွေတရာဒီပေါ့เนาะ6တဲ့အချင်း6တဲ့အချင်းဆိုတော့ကျွန်တော်6တဲ့အချင်းဒီပိုးလေးအားကောင်းတယ်ပေါ့နော် ဒီမှာခွေးမယ်ဆိုရင်လည်း8 6ဆိုတဲ့ခဏန်း3လုံးမယ်ခွေးရမယ်ပြအဲ့ဒီမှာလည်း8 8ဆိုပြီးထွက်တယ်။ဒါဆိုဒီမှာကျွန်တော်တို့3ရဲ့5ရဲ့ဒီရ8 3 5ပေါင်းချင်းဒီ8 8နဲ့ဒီရ8နဲ့ပေါင်းတော့6 6ပါဝါဒီ6 8ဒီကျွန်တော်ဒီမှာအချိန်ဒီ6 8အချိန်ဆိုလည်းကျွန်တော်တို့1 8ဆိုတော့1 ठ ီဒီမှာဒီလည်းကျွန်တော်တို့လုံးမှန်နေလည်းယူမယ်ဆိုရင်တော့1တရတော့ပိုအားကောင်းတာပေါ့နော်ခွေးမယ်ဆိုရင်ကျွန်တော်တို့8 8 6ဆိုလည်းခဏန်း3လုံးခွေရမှာပေါ့ဒီမှာလည်း ဒါဆိုကျွန်တော်ဒီမှာဒီ9ရဲ့1ရဲ့ကျွန်တော်တို့ဒီရက်1ကပေါ့နော်9တပေါင်းချင်းဒီ6 6နဲ့ဒီရက်1နဲ့ပေါင်းတော့ခွန်းခွန်းပါဝါဒီ2ခွန်းနဲ့ဒီကျွန်တော်ဒီမှာအချက်ဒီမှာလည်းကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ပထမအနေနဲ့ကျွန်တော်တို့9ပိုင်းခွန်းပိုင်းပေါ့နော်အဲ့ဒီတိုင်မဟုတ်ဖဲနဲ့ကျွန်တော်ဒီမှာတူညီတာကိုလုံးပိုင်းအနေနဲ့ယူမယ်ဆိုရင်လည်းဒီမှာ9ဒီမှာ9အဲ့တော့ကျွန်တော်တို့9ပိုင်းဒီမှာခွန်းဒီမှာခွန်းအဲ့တော့ကျွန်တော်တို့ခွန်းပိုင်း နားပိုင်းခွန်ပိုင်းဒီကျွန်တော်တို့ပိုးရအားကောင်းတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီနေ့မှာပေးချင်တာဒီအခွေအနေနဲ့ပေးမယ်ဗျခွေမယ်ဆိုရင်ကျွန်တော်တို့ခွန်နဲ့3ည5ပေါ့နော်ဒီလေးလုံးခွေရပဲလူတွေဗျခွန်နဲ့3ည5ကိုကျွန်တော်တို့အပူလေးပါထည့်ရင်တော့ပိုးကောင်းမှာပေါ့နော်အပူကျရင်တော့အပူလေးပါထည့်ဖို့ဗျခွန်နဲ့3ည5ခွေပူးမှာတော့ကျွန်တော်တို့9ခွန်တီတကွက်ကောင်းမှာဗျအားလုံးမဲ့ကျွန်တော်ရှင်းပြလေးနားလေကြမယ်လို့ထင်ပါလေဗျ ျွန်တော်ကဏ္ဍဒီကျန်တာတော့6လုံးကျန်သေးရပါတော့เนาะ6လုံးထဲမှာကျန်တာဒီကျွန်တော်8 1 4ဆိုတော့ကဏ္ဍ၄လုံးထွက်ထားတာဖြစ်တဲ့အတွက်ကျွန်တော်ကျန်တာဒီ3ညကျန်မယ်2ကျန်မယ်3ကျန်မယ်5ကျန်မယ်6ကျန်မယ်ခွင်ကျန်မယ်ပေါ့เนาะကျန်တာဒီတော့ကဏ္ဍဒီကျွန်တော်တို့ဒီမှာ2 4 6 6ဒီ6လုံးကျန်သေးတယ်6လုံးထဲမှာကျွန်တော်အခုဒီနေ့ရောက်လာတာဒီဂျာတာပရင်းနေထီရောက်လိုက်ပေါ့เนาะ ဒီကနန်းချော်လုံးနဲ့ကျွန်တော်တို့ဒီနေ့မှာကျွန်တော်ခွေထွက်မယ်လို့ယုံကြည်တယ်ဗျအကိုမရတော့ဘယ်လိုထင်လဲတော့မသိဘောနော်ဒီကနန်းချော်လုံးနဲ့ကဒီနေ့မှာကျွန်တော်ခွေထွက်မယ်လို့ယုံကြည်တယ်ဒါကြောင့်မို့ကျွန်တော်ဒီနေ့နေအခွေပေးအခွေနေနဲ့ဆိုရင်၃ည၂၅ခွန်ဆိုတဲ့၄လုံးပေါ့နော်၃ည၂၅ခွန်ဆိုတဲ့၄လုံးအခွေပေးမယ်ဗျကိုမတော့ကြိုင်းနေတိုင်းတော့အသုံးကျွန်တော်ဒီလေဒီမှာ site လေးနဲ့တွက်ပြပေးထားတာဖြစ်တယ်ဗျာနော်ကျွန်တော်ယူထားတဲ့မူလေးတွေဒီလေအပေါ်ပင်ဒီမှာတော့မှန်လာခဲ့တယ်ဗျာ ဒါကြောင့်မို့ဒီနေ့မနေ့အတွက်ကတော့ကျွန်တော်ပေးချင်တာဒီ9935ပေါ့နော်9935ကိုခွေပူအနေနဲ့တုံးမယ်ဗျဒီထဲမှာတော့တကွက်ကောင်းဒီခွန်ကားဒီတကွက်ကောင်းပေါ့ဗျာနော်အားလုံးပဲကျွန်တော်ရှင်းပြလေးနားလေကြမယ်ထင်ပါတယ်ဗျာ သားရေးတဲ့ရှေးလေးပေါက်လေးတာရေးကျေးဇူးပါနော်တဲ့ထုံရေးခိုင်းနဲ့90ရေ9ခွင့်ရအားထိုးပါတဲ့ဟုတ်ကဲ့ပါဗျကျွန်တော်ကတော့အခွေပဲပေးလိုက်တယ်ပေါ့နော်ဒီနေ့မှာတော့ခွင့်နဲ့395ခွေပူပေးလိုက်တယ်ဗျကျွန်တော်ဒီနေ့ဒီဘက်တော့ပေးထားတာဒီတော့16ပြိတ်ကြံပဲပေါ့နော်16ပြိတ်ထဲမှာတော့မင်းညာအိမ်မက်မတာတော့ကျွန်တော်စိတ်ဆွဲပြီးမတ်တာလာတော့မသိဘူးပေါ့နော်30ဆိုပြီးထွက်ပါတယ်ဗျအိမ်မက်ထဲမှာတော့ပြိုင်ပြုံးတော့တာတဲ့ ပရိတ်ကကျွန်တော်ဒီမှာပေါ့နော်ပရိတ်ကကျွန်တော်ဒီမှာတော့ဒီလိုလေးပေးနေရတော့တွေ့ရတယ်ဗျခွန်တက်ပေါ့နော်ဒီနှလုံးပေါင်းခြင်းဒီ၈ဖြစ်လို့ဒီမှာဒီကျွန်တော်၈၃တက်ပရိတ်ဒီမှာလည်း၃တက်ပေါင်းခြင်းဒီ၄ဖြစ်လို့ဒီမှာကျွန်တော်၄၉၂ပရိတ်ပေါ့နော်ဒီမှာလည်း၅၉ပေါင်းခြင်းဒီ၄ဖြစ်လို့ဒီမှာ၄၉၂ပရိတ်မှာကျွန်တော်၉ပရိတ်ထွက်တယ်၁၈ပေါင်းခြင်းဒီ၉ဖြစ်လို့ဒီမှာလည်း၉၄၆ပရိတ်တော့တွေ့တယ်ပေါ့နော် ကျွန်တော်မှန်ခဲ့ရင်တော့6လေး6ပြိတ်ဆိုရင်တော့ဒီမှာကျွန်တော်တို့ခွေရင်တော့ခွင်းနှစ်ပါမယ်ပေါ့နော်ခွင်းပူးရဲ့နှစ်ပူးရဲ့ပါမယ်ဗျဒီပြိတ်လိုင်းအမှန်ရင်တော့ကျွန်တော်တို့6လေး6ပြိတ်ပေါ့နော်ပြိတ်လိုင်းတီတော့အဲ့လိုမဲ့ကျွန်တော်ရှင်းပြလေးနားလေးကြမ်းမဲ့ထင်ပါလေဗျဒါပေမဲ့ကျွန်တော်ဒီဘက်တွက်အခွေသေးတော့ရှိတယ်ပေါ့နော်အခွေသေးရောနှစ်ခွေရှိတယ်ကျွန်တော်တို့တောက်ကြနေမနက်ကပြီးခဲ့တဲ့ဘက်ကပေါ့နော်ထွက်ထားတာဒီကျွန်တော်တို့6 5ဆိုတဲ့တစ်ပြိတ်ပေါ့နော် ဒါဆိုရင်ကျွန်တော်တို့ဒီဘက်တွက်1နှစ်3လေးအခွေတီရှိပါတယ်ဗျ။ငါတို့ညပြေးဆိုရဘူးလားတဲ့ကျွန်တော်တော့ဒီနေ့ယူထားတာမူရပါတော့ဗရိတ်တီတော့ကျွန်တော်395ခွန်ပြိတ်လို့ယူထားတယ်ဗျ395ခွန်ပြိတ်တီကျွန်တော်ဘယ်လိုယူလဲဆိုတော့ဒီမှာပေါ့နော်396တက်ပေါ့နော် တုံညာကိုတပောင်းချင်းဒီတုံညာတုံညာဘာဝတီငါတုံညာနက်ခတ်တီခွန်းတုံညာငါခွန်းဖြစ်ချင်းကြောင့်ကျော်ဒီမှာဒီရသုံးထိတ်ရဒီရပရိတ်ရပေါ့နော်သုံးထိတ်ရကျွန်တော်သူ့ရတပင်ကျော်ကပရိတ်ရပေါင်းချင်းဒီတုံညာငါခွန်းတစ်ခုခုဖြစ်ရမယ်ဗျဒီမှာကျွန်တော်ပေါင်းချင်းဒီသုံးရကျွန်တော်ဒီရခွန်းပရိတ်ရပေါင်းချင်းဒီပေါ့နော်တုံညာသူပြီးဖြစ်တယ်ဗျခဏပိုင်းမှာ ွင်ရေးကရင်ရှာခွဲလေးကတန်းရှင်းပါတယ်တဲ့ဟုတ်ကဲ့ပါဗျာကျွန်တော်ဒီမှာပေါ့နော်391ပေါင်းချင်းဒီ39ဖြစ်လို့39ပါဝါ9 39နှက်ခတ်ခွင့်39 5ခွင့်ဖြစ်ချင်းကြောင့်တော့ဒီရ3ထည့်ရဲ့သူ့ရဲ့တပင်ကျော်ဝဗရိတ်ရဲ့ပေါင်းချင်းဒီ39တို့မဟုတ်9တို့မဟုတ်ခွင့်ပေါ့နော်ဒီထည့်ရဲ့တလုံးဖြစ်ရမှာပေါ့ဒီမှာဒီ3ရဲ့ကျွန်တော်ဒီရ4 3ဆိုတဲ့ခွင့်ဗရိတ်ရဲ့ပေါင်းချင်းဒီ39ဆိုပြီးဖြစ်တယ်နောက်တစ်ပင်က ခွင်ရဲ့တက်ရဲ့ဒီရက်နှစ်ကပေါ့နော်ခွင်တက်ပေါင်းချင်းဒီရှင်းရှင်းနဲ့ဒီရက်နှစ်နဲ့ပေါင်းတော့၃ည၃ညပါဝါတီ9 3ညနှစ်ခက်ဒီခွင်3ည9ခွင်ဖြစ်ချင်းကြောင့်လဲတော့ဒီမှာဒီဒီရက်6ထိပ်ရဲ့သူ့ရဲ့တပင်ကျော်ကဗရိတ်ရဲ့ပေါင်းချင်းဒီလဲ3ည9ခွင်ဖြစ်ရမှာပေါ့နော်ဒီမှာကျွန်တော်တို့6ထိပ်ရဲ့ဒီရက်တက်ဗရိတ်ရဲ့ပေါင်းချင်းဒီကျွန်တော်တို့ခွင်ဆိုပြီးတော့ဖြစ်တယ်ဗျနေနေတော့ရှုပ်ကုန်ပြီနော်ဒါဆိုရင်နောက်တစ်ပင်က3ရဲ့7ရဲ့ပေါင်းချင်းတီလေး4နဲ့ဒီရဲ့6နဲ့ပေါင်းတော့8 8ပါဝါတီ3 8နှစ်ခက်တီ1ပေါ့နော်8 3တဖြစ်ချင်းကြောင်းကျွန်တော်ဒီက၄ထိပ်ရဲ့သူ့ရဲ့တပင်ကျော်ကပရိတ်ရဲ့ပေါင်းခြင်းတီလဲ8 3တဖြစ်ရမှာပေါ့နော်အဲ့ဒီမှာတော့၄ထိပ်ရဲ့ကျွန်တော်ဒီက6ပရိတ်ရဲ့ပေါင်းခြင်းတီကျွန်တော်3ဆိုပြီးတော့ဖြစ်တယ်ဗျဒါဆိုကျွန်တော်ဒီမှာ9ရဲ့9ရဲ့ပေါင်းခြင်းတီလေး၄နဲ့ဒီက6နဲ့ပေါင်းတော့3ည3ညပါဝါတီ9 3ညနှစ်ခက်တီခွင့်3ည9ခွင့်ဖြစ်ချင်းကြောင့်ဒီက6ထိပ်ရဲ့သူ့ရဲ့တပင်ကျော်ကပရိတ်ရဲ့ပေါင်းခြင်းတီကျွန်တော် 395ခွင့်ဖြစ်ရမယ်ပေါ့နော်အဲ့ဒီမှာတော့6ထိန်နဲ့9နဲ့ပေါင်းခြင်းဒီကျွန်တော်တို့9ဆိုပြီးတော့ဖြစ်တယ်ဗျဒါဆိုရင်တော့ဒီနေ့မှာ10ရဲ့8ရဲ့ပေါင်းခြင်းဒီ9 9နဲ့ဒီရဲ့4နဲ့ပေါင်းတော့3 3ဘာဝတီ8 3နဲ့ခတ်တီ9 3 85ဖြစ်ခြင်းကြောင့်ကျွန်တော်တို့ဒီရဲ့8ထိန်ရဲ့သူ့ရဲ့တပင်ကျော်ကကျွန်တော်ဒီရဲ့ဗရိတ်ရဲ့ပေါ့နော်ကျွန်တော်ဒီရက်၈ထိပ်ရဲ့ဒီရက်ဗရိတ်ရဲ့ပေါင်းခြင်းဒီ385ဖြစ်ရမယ်ဗျ။ တော့ဒီမှာ shift ရှိထားတဲ့အတွက်3ဖြစ်အောင်ဆိုရင်ကျွန်တော်ဒီမှာ9ပြိတ်ထည့်ရမှာပေါ့နော်9ပြိတ်ထည့်ရမှာ shift ဖြစ်အောင်ဆိုရင်3ညပြိတ်ထည့်ရမှာ9ဖြစ်အောင်ဆိုရင်တော့ကျွန်တော်တို့ခွန်ပြိတ်ထည့်ရမှာဗျာဒါဆိုရင်ကျွန်တော်ဒီနေ့မှာ9 3ညခွန်တီပြိတ်ပြိတ်အနေနဲ့ကျွန်တော်တို့9 3ညခွန်တီတော့တပိတ်ပေါ့ဗျာပြိတ်ပေါ့ဗျာနော်ဒါလေးတွေအားလုံးပဲနားလည်ကြမယ်ထင်ပါတယ်ဗျာကျွန်တော်ယူရလေးပေါ့နော် မှန်တာမှားတာတော့မသိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ယူခဲ့တဲ့မူလေးတီတော့မှန်လာခဲ့ရတော့တွေ့ရတယ်ဗျအဲဒါကျွန်တော်ဒီနေ့မှာပရိသတ်ဒီ939ခွန်တီပရိအခွေဒီကျွန်တော်ခွန်နဲ့395ခွေပြုပေါ့နော်ဒီမှာတော့ခွန်ပိုင်းက9ပိုင်းတကွက်ကောင်းဆိုပြီးတော့တွေ့ထားရတော့ဖြစ်တယ်ကျွန်တော်ဒီပရိလန်းရမှန်ခဲ့ရင်တော့ဒီခွန်ကတကွက်ကောင်းဒီတော့လွဲမယ်ပေါ့နော်အဲလိုမဲ့ကျွန်တော်ရှင်းပြလေးနားလဲကြမယ်ထင်ပါတယ်ဗျโอเคပါကျွန်တော်လက်ကိုဒီမှာပဲရန်နာခွန်ပြုပါ ကျွန်တော်တွေ့ပြတဲ့ခဏလေးဒီလဲပေါကဏလေးဖြစ်ပါသေးလို့ဆူတောင်းပေးပါတယ်ဗျ။ကျွန်တော်လည်းကိုကြည့်ရှုအားပေးခဲ့ကြသူတိုင်းစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့လည်းပြည့်စုံကြပါစေ။သွားလျာလာလျာမှာခလုံးမထီစူးမညီပဲနဲ့လူရင်းဆန္ဒအတိတလုံးတဝါလေးပြည့်စုံပါစေလို့ထပ်မံပြီးတော့ဆုတောင်းပေးလိုက်ပါရစေဗျ။အားလုံးပဲကံကောင်းကြပါစေ။ဘိုင်းဘိုင်း See you ပါအားလုံးပဲ။